မင်္ဂလာပါဗျာမင်္ဂလာပါဒီနေ့မှာတော့ကျွန်တော်20 market မှာအသုံးပြုလွှဲကောင်းတဲ့ Fibonacci အသုံးပြုတဲ့နည်းလေးကိုမျှဝေပေးမှာဖြစ်ပါတယ်ကြိုတင်ပြီးတော့ပြောမယ်နော် Fibonacci က sideway market မှာသုံးလို့မရပါဘူး uptrend သို့မဟုတ် downtrend 20 market တွေမှာသုံးတဲ့အမျိုးအစားဖြစ်ပါတယ်ဒီတော့ကျွန်တော်တို့စလိုက်ကြရအောင်ဒီမှာဆိုလို့ရှိရင် maximum မြင်တဲ့အတိုင်းပဲဒါ uptrend လေးတစ်ခုဖွင့်လိုက်ပြီး low တနေရာကနေပြီးတော့ high ကိုတက်တယ် ပြီးဆင်းလာတဲ့လူသည်လောကလူမဖြစ်ပြနဲ့ဟိုင်းရလူဖြစ်နေတယ်ပြီးလို့ရှိပြန်တက်တဲ့အတက်ကဒီဟိုင်ကိုဖောက်ပြီးတော့ဟိုင်းရဟိုင်ဖြစ်သွားတယ်ဒါဆိုလို့ရှိရင်ကျွန်တော်ထွန်းတစ်ခုကစလိုက်ပြီးအဲ့ဒီနေရာမှာကိုတိထားမှာတစ်ခုကဒီဒါမျိုးဖြစ်ရမယ်နော်ဒါမျိုးဖြစ်ရမယ်ဒါမျိုးဆိုလို့ရှိရင်ဒီဟိုင်ကပြီးသွားပြီနော်ဟိုင်မပြီးသေးဘင်းနဲ့ဟိုင်ကမပြီးသေးဘင်းနဲ့ဒါမျိုးဒါမျိုးသွားနေစေဆိုလို့ရှိရင်ဖီဘိုနာရှီနဲ့ တော့တိုင်လို့မရသေးပါဘူးเนาะဟိုင်ကဒါမျိုးလေးပြီးတော့တဲ့ပုံစံမျိုးလေးနဲ့ market ဒီအောက်ကိုပြန်ဆင်းလာတဲ့အနေအထားတစ်ခုဖြစ်နေရမှာဖြစ်ပါတယ်ဆိုလိုချင်တာကအပီးသက်တော့တဲ့ high ဒီ low တွေနဲ့ဒါ fibonacci ကိုအလောလောအောင်မှာဖြစ်ပါတယ်ဒီမှာဆို low ပြီးသွားပြီ high ပြီးသွားပြီ low ပြီးသွားပြီ high ပြီးသွားပြီเนาะဒါဆိုလို့ရှိရင်ကျွန်တော် fibonacci နဲ့ထောက်မယ် fibonacci ကိုနှိုက်လိုက်တာနဲ့ဒီမှာเนาะ30ပြုံသုံးသိပါလိမ့်မယ်ဒီအဆက်လေးအဲ့တော့ fibonacci ကိုဘယ်ကနေစဖွင့်ရမလဲဆိုလို့ရှိရင်ဒီ low နဲ့ ဒီဟိုင်းကိုတိုင်းပါလေဘယ်ထိလာနိုင်တယ်လဲဆိုတာဒီ train ကဒီ swing ကပြီးသွားပြီလေနော်ဒီ swing ကပြီးသွားပြီဒီ swing ကလည်းပြီးသွားပြီအဲ့တော့ဒီ swing ကလည်းပြီးသွားပြီတွတ်တော်လေဒီ swing ကကျော်တို့ retracement လာမှာကိုကြည့်မှဖြစ်တဲ့အတွက်ကြောင့်မလို့ဘယ်ထိလာနိုင်တယ်လဲဆိုတာကို Fibonacci ကိုဖွင့်တဲ့အခါမှာ retracement ကိုရှာတဲ့အခါမှာအောက်ကဖွင့်ရတယ် TB ကိုရှာတဲ့အခါမှာအပေါ်ကနေဖွင့်ရတယ်ဥပမာကျွန်တော်အပေါ်ကနေရင်စဖွင့်တယ်ဒီမှာအပေါ်ကဖွင့်လိုက်ပြီဒီမှာနော်တန်းလေးနော် ဘောကဖွင့်လိုက်ပြီဆိုလို့ရှိရင်ဖီပိုနာရှီတီပီတစ်ထောက်ဘယ်ထိသွားနိုင်တယ်လဲဒီထိသွားနိုင်တယ်ဟုတ်တယ်နော်ဒါဖီပိုနာရှီရဲ့တီပီတစ်ထောက်ပဲဟုတ်ပြီနော်အပေါ်ကနေစဖွင့်ရင်တီပီကိုရှာတာဖြစ်တယ်အောက်ကနေစဖွင့်မှသာလျင် retracement ကိုရှာတာဖြစ်ပါတယ်နော်ဖီပိုနာရှီဖွင့်တာမှားမှာဆိုလို့ပါကျွန်တော်တို့လည်းမှားခဲ့ပြပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကြည့်မယ် retracement လာနိုင်တဲ့ area က ဒီမှာဖြစ်ပါတယ်နော်ဒီဣရိယာကဖီဘိုနာရှိရဲ့ retracement လာနိုင်တဲ့ဣရိယာပဲအဲ့တော့ဒီဣရိယာအထဲမှာကျွန်တော်တို့ဘာကိုရှာရမလဲဆိုလို့ရှိရင်ဇုံကိုလိုက်ရှာရမှာဖြစ်ပါတယ်ဖီဘိုနာရှိ retracement ဣရိယာဆိုပေမဲ့ဘာဇုံမှမရှိဘူးဆိုလို့ရှိရင်လေကျွန်တော်တို့ကတိတ်ပြီးတော့ညှော်နေလို့မရဘူးအဲ့ဒီနေရာကနော်အဲ့တော့ဇုံလေးရှိတယ်ဖီဘိုနာရှိ retracement label လေးဖြစ်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အတွက်အထောက်အထားနှစ်ခုခိုင်လုံသွားပြီဖြစ်တယ်ပေါ့နော် အဲ့တော့အဲ့ကနေပြီးတော့ canon state confirmation ကိုစောင့်ပြီးတော့ပိုင်ယုံပဲဘာလို့လဲဆိုလို့ရှိရင် atran လीเนาะ atran ဆိုတော့ကျွန်တော်တို့က retracement ကိုစောင့်ပြီးတော့ပိုင်ရမှာပေါ့ import retrace import retrace import နဲ့သွားမှာလीเนาะအဲ့တော့ဒီနာလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ point လေးကိုအကြည့်မယ်ဆိုလို့ရှိရင်38เนาะဒီ38ကမတက်ဘူးလားဆိုတက်ပါတယ်အဲ့တော့38ဆိုတဲ့နေရာမှာစုံရှိသလားဆိုလို့ရှိရင်ဒီမှာ38မှာစုံလေးစုံရှိပါတယ်เนาะ ဒါဆိုလို့ရှိရင်ကျော်တော့38ကနေပြီးတော့လေကန်နာစတိုက်အခွင့်ရေးပေးရလိုက်ပိုင်လို့ရတယ်လို့အကေရေ38မှာဆုံးမရှိဘူးเนาะဒီ90နဲ့68မှာပဲဆုံးရှိတယ်ဆိုလို့ရှိရင် market ဒီ90နဲ့68ကိုရအောင်လာပြီးမှတက်မယ်ဆိုလို့ရှိရင်ကန်နာစတိုက်အရှက်ပြပြီးတော့တက်ပါလိမ့်မယ်ကျွန်တော်မနေ့ကသင်ခန်းစာမှာပြောခဲ့တယ်လို့ဆုံးမရှိတဲ့နေရာကဘိုင်ဖို့စောင့်တာကမောင်းလာတဲ့ဆေးဘင်းကားကိုလည်းနဲ့တော့တတာနဲ့အတူတူပါပဲ အဲ့လိုမျိုးမတားပါနဲ့ဇုံရှိတဲ့နေရာကမှတာလျင်ကျတို့ဟိုဘိုင်ဖို့အတွက်စောင့်ပါအဓိကတော့ Canada State Confirmation ကိုစောင့်ပါလို့ကျွန်တော်အမြဲတမ်းပြောချင်ပါတယ်ရှက်ကိုပုံဖော်တာ Canada State နဲ့ဖော်တာပါရောင်းသူတွေများနေပြီဆိုတာကိုလည်း Canada State ကပြတယ်ဝေသူတွေများနေပြီဆိုတာလည်း Canada State ကနေပြတယ်เนาะအဲ့တော့ Canada State ကတိတ်ကိုအရေးပါပါတယ် Canada State ကိုဥပိ္ပခပြုပြီး order ဝင်တယ်ဆိုလို့ရှိရင်အဲကျွန်တော်ကတော့မကောင်းဘူးလို့ပဲပြောချင်တယ်ကျွန်တော်တကူစားเนาะအဲကြံတဲ့သူတွေကတော့ ကောင်းချင်တယ်ကောင်းနေလိမ့်မယ်မတက်နိုင်ဘူးเนาะကျွန်တော်မပြောတတ်ဘူးအဲ့တော့ down trend တစ်ခုဆိုလို့ရှိရင်ကျွန်တော်ဒီကနေ down trend တစ်ခုကစပြီเนาะ down trend တစ်ခုစမယ်အာ trend ဆိုတာဒါမျိုးလေးတွေเนาะမွေးလေးမွေးကောက်လေးတွေ ਨੇ သွားတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် down trend လေးတစ်ခုပါအာပြန်ပြီးတော့နည်းနည်းတက်မယ်တက်ပြီးတော့ကျွန်တော်တို့ပြန်ပြီးတော့เนาะဒါမျိုးလေးတွေပေါ့ပြန်ပြီးတော့လာမယ်အဲဒါမျိုးလေးတွေเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ down trend တစ်ခု ဖွဲ့စည်းလိုက်ပါပြီဘာလို့လို့လဲလိုတနေရာကနေပြီးတော့ sorry high တနေရာကနေပြီးတော့လိုကိုဆင်းတယ်လိုကနေပြီးတော့ပြန်တက်တဲ့အခါမှာအာ lower high ပြီးလို့ရှိရင်ပြန်ဆင်းတဲ့အခါမှာ lower low ဖြစ်သွားပြီပေါ့နော်အဲ့တော့ lower low ဖြစ်သွားပြီဆိုတော့ဒီဒီအနေထားဆိုတော့ just train တစ်ခုဖွဲ့စည်းလိုက်ပြီးတင်းနှင်းသုံးနော်တင်းနှင်းသုံးဆိုလို့ရှိရင် train တစ်ခုဖွဲ့စည်းလိုက်ပြီးနော်ဒါကိုကျွန်တော်တို့အကြံပညာလေးရမယ်ဒါမဲ့တရားရခိုင်နှုံးဆိုတာကိုတော့ဘယ်တော့မှမတွေးနဲ့ကျွန်တော်ထပ်ခါထပ်ခါပြောပါတယ်အဲ့တော့ကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင် အဲစောစောကပြောသလိုမျိုးဒီဟိုင်ကပြီးတော့ပြီဆိုပါဆိုเนาะကျွန်တော်အပိတတ်တဲ့ပုံစံတော့မပြလိုက်ရဘူးဆွေးတဲ့အခါမှာเนาะဒီဟိုင်ကပြီးတော့ပြီဆိုပါဆိုဒီလိုကเนาะ sorry ပါခဏခဏမှားတယ်လိုနဲ့ဟိုင်လိုကပြီးတော့ပြီဆိုလို့ကျွန်တော် retracement ကဘယ်ထိလာနိုင်တယ်ဆိုတော့ကိုတိုင်းရ down trend ဆိုလို့ရှိရင်အပေါ်ကနေတိုင်းမယ် uptrend ဆိုရင်အောက်ကနေတိုင်းမယ်เนาะဘယ်ထိလာနိုင်တယ်ဆိုလို့ချက်ဒီမှာ area စောစောကလိုပဲ area ကျွန်တော်တို့၃ခုတွေ့တယ်เนาะဒီမှာအဲ38ရယ် 61ရယ်50ရယ်နော်ဒီ area အဲ့တော့ဒီ area ကနေပြီးတော့ market ဒီပြန်ပြီးတော့ဆင်းလာနိုင်ပွဲရှိတယ်အဲ့တော့ဒီ area ထဲမှာကျွန်တော်တို့ zone လိုက်ရှာမယ် zone က38မှာ zone ရှိလားဒီမှာဆိုလို့ရှိရင် zone မရှိဘူး zone မရှိဘူးဆိုလို့ရှိရင်ဒီ38ကနေပြီးတော့ဘာမဆောင်ညာမဆောင်နေတာက Fibonacci retracement level กว่าဆိုပြီးတော့ဟုတ်တယ်မလားခတ်တောင်းကြိုက်ပြီးတော့ไล่ဆေးမယ်ဆိုလို့ရှိရင် saving ကတော့တတာနဲ့အတူတူပဲအဲ့တော့အဲ့လိုမျိုးไล่ဆေးတာမျိုးတွေမလောက်ပါနဲ့ ဒီမှာပါဆုံးမှမရှိဘူးဒါမိတ်ဆွေမြင်တဲ့အတိုင်းပဲအဲ့တော့ဒီနားလေးမှာဆိုလို့ရှိရင်90နဲ့60အေရီယာမှာဆိုလို့ရှိကျွန်တော်တို့ဒီမှာဆုံရှိတယ်နော်မိတ်ဆွေတွေ့တဲ့အတိုင်းပဲအဲဒီမှာကျွန်တော်တို့ဆုံရှိတယ်နော်ဒါမျိုးဆွေလေးရတယ်ဟုတ်တယ်နော်ဒါမှမဟုတ်ရင်လေကျွန်တော်တို့ဒါမျိုးလေးဆွေးမယ်ဆိုလို့ရှိရင်ဖြစ်ပါတယ်နော်ဒီမှာဒါမျိုးလေးဆွေးတာတော့ပုံပြီးတော့တော့မှ လှနေလို့ပြောလို့ရတယ်နော်မှန်ကန်တယ်လို့ပြောလို့ရအဲ့တော့ဒီမှာဆိုလို့ရှိရင်90နဲ့61မှာဇုံရှိတယ်အဲ့တော့အဲ့ဒီဇုံမှာ Canada State Corporation Bearish Canada State Corporation ပြတယ်ကို Trader Canada State Pattern ပေါ်တယ်ဆိုလို့ရှိရင်လိုက်ပြီးတော့ရောင်းလို့ရပါတယ်အဲ့တော့ Fibonacci ကိုဒလိုလေးတွေ down trend တို့ air trend တို့เนาะ trading market မှာအသုံးပြုတာဖြစ်ပါတယ်ပြီးလို့ရှိရင်စောစောကပြတယ်လို့ပဲကျွန်တော် TB ကို TB ကိုတိုင်းမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဘေးကနေတိုင်းလေးဆိုလို့ရှိရင်အပေါ်ကနေတိုင်းရပါတယ်။ဟောအောက်ကနေတိုင်းရပါတယ်။ down trend မှာဆိုလို့ရှိရင် TV ကိုအောက်ကနေတိုင်းတယ်။ atrend မှာဆို TV ကိုအပေါ်ကနေတိုင်းတယ်။ဒီမှာဆိုလို့ရှိရင် TV เนาะ။ဒါ TV 1, TV 2, TV 3เนาะ၃ဆင့်။အဲကျွန်တော်ဒါတော့ချိန်တိုက်ထားရတယ်။နှစ်ခုပဲဖွင့်ထားမယ်ဆိုဒီခုပိုက်ထားလို့ရတယ်เนาะ။အဲ့တော့ဒါမျိုးလေးဖြစ်ပါတယ်။ video file ရန်ရှင်မှာဆိုလို့ Fibonacci ကို setting ချိန်တဲ့နီးနဲ့ 3D view မှာเนาะဒီ အပိသက်ဒါမျိုးပေါ့နော်ဒါမျိုးတစ်ခါတည်းသုံးလို့ရအောင်အာစတင်ချိန်တဲ့နီးလေးကိုဒုတိယဘူဂျီကိုဖိုင်မှာကျွန်တော်မျှဝေပေးပါမယ်အားလုံးပဲအဆင်ပြေကြပါစေ